ပြီးခဲ့တဲ့မေလ22ရက်နေ့ကမရမ်းကုန်းမြို့နယ်မှာအငိမ့်စားတန်မတ်ဘူချုပ်ချိုထွန်းအောင်လှုပ်ကြံခံရတဲ့ကိစ္စနဲ့ပတ်သက်လို့စစ်ကောင်စီက6နှစ်အရွယ်ကလေးငယ်အပါအဝင်လူ16ယောက်ကိုတရားခဏ်အဖြစ်ဖမ်းဆီးထားကြောင်းဇွန်လ4ရက်နေ့မှာထုတ်ပြန်ထားပါဗျ။အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ဖမ်းဆီးခံရတဲ့ကိုဆိုင်ကိုကိုနဲ့မပြုံးပြုံးတို့ရဲ့သမီးဖြစ်သူအသက်6နှစ်အရွယ်ကလေးငယ်ကိုလည်းတရားခဏ်အဖြစ်ဖမ်းဆီးထားပြီးနိုင်ငံပိုင်မီဒီယာတွေနဲ့သတင်းစာတွေမှာပါကလေးငယ်ရဲ့မျက်နှာကိုတရားခဏ်အဖြစ်ဖော်ပြခဲ့ပါဗျ။ မြန်မာနိုင်ငံရဲ့ကလေးတငယ်ဆိုင်ရာရာဇသက်ကြီးဥပဒေမှာ ခုနှစ်နှစ်အောက်ကလေးရဲ့ဘလို့ကျူးလွန်မှုမျိုးကိုမဆိုပြစ်မှုမမြောက်လို့ဖော်ပြထားပါဗျ။2019ခုနှစ်မှာပြဋ္ဌာန်းခဲ့တဲ့ကလေးတငယ်ဆောက်ရှောက်ရေးဤဥပဒေမှာလည်းကလေးတွေကပြစ်မှုကျူးလွန်တဲ့အခါကလေးရဲ့အနာဂတ်ဖွံ့ဖြိုးမှုအတွက်မျက်နှာကိုမဖော်ပြဖို့ပါရှိပါတယ်။ဒါပေမဲ့စစ်ကောင်စီကတော့ပြစ်မှုကျူးလွန်ခြင်းမရှိတဲ့ကလေးကိုပါဖမ်းဆီးပြီးတရားခံဖြစ်ဖော်ပြနေတာတွေ့ရပါတယ်။အဲဆိုရရှင်ဒီကောင်ကဘယ်ရောက်တော့လာတဲ့အဆိုရလည်းချင်းချင်း အချိန်ကြီးဆုံးတရားတရားကြရတာအနာကိရအစိုးရပဲဖြစ်ပေဘယ်ဆိုရစီအစိုးရကနေသူ့လုံကသူ့တွေကိုထိမိဆောင်ဆောင်ဖို့ဒီဒီတွေနဲ့ကျောင်းဝင်ဆုံးမွေးမြို့ကြီးကြီးဒီလိုဒီအေကန်ဆရာတော်ကလေးဆိုင်ရှိနေတယ်သူကိုယ်ဆောင်ရည်မှာဒါနဲ့ငါကလည်းအစိုးရကလည်းသာမန်ဒီလိုပဲလို့တတ်မှတ်ထားတာအဲ့လိုမျိုးပဲနဲ့အပီဒူရီနာတို့ဥပဒေကိုလည်းငါကွာမလို့ရောမလို့လို့ရှိရင်လုပ်မယ်လို့ဆိုတော့ဒါအစိုးရမျိုး တကယ်လို့မိဘတွေကိုတရားခံအဖြစ်ဖမ်းဆီးရင်လေခလင်းငယ်ကိုတက်ဆိုင်ရာဆွေမျိုးတော်ဆက်သူကအုတ်ထင်းခွင့်ရရှိရမှာဖြစ်ပြီးအုတ်ထင်းသူမရှိရင်လူမှုဝန်ထမ်းဌာနကိုအံ့နံထားရမှာဖြစ်လို့ခလင်းငယ်ကိုတရားခံအဖြစ်ဖမ်းဆီးတာမလျော်ကန်နဲ့လုပ်ရဖြစ်တယ်လို့တရားဥပဒေကြွန့်ကျင်သူတွေကပြောကြပါဗျ။ခလင်းငယ်ကိုမိဘနဲ့အတူဖမ်းဆီးပြီးတရားခံအဖြစ်ဖော်ပြတာဟာခလင်းတငယ်ဆိုင်ရာအခွင့်အရေးတွေကိုချိုးဖောက်နေတာဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူ့အခွင့်အရေးဝန်ကြီးဦးအောင်မျိုးမင်းကပြောပါဗျ။အခုဆိုရင် အသက်6နှစ်အရွယ်ကလေးတယောက်ကိုမိဘနဲ့အတူဖမ်းဆီးပြီးတရားခံဖြစ်ဖို့ပြတာလေနောက်ထပ်ကလေးသူငယ်ဆိုင်ရာအခွင့်အရေးချုပ်ဖောက်မှုပါပဲအခုဒီကလေးကသူကိုယ်တိုင်ကျွလွန်တာလည်းမဟုတ်ဘူးဒါကိုတရားခံဖြစ်ဖို့ပြတယ်နောက်ပြီးရင်မိဘနဲ့အတူ ထိမ့်သိမ့်တယ်အပြစ်ပေးတယ်အချမ်းပဲစေဟုစုကလူကြီးရောကလေးရောဘာတူးမှမယွေသူတို့ပေါ်မှာအန္တရာယ်ပြုမယ်သူတို့အနေနဲ့စိတ်ထင်တိုင်းအပြစ်ပေးရေးယူနေတကယ်ကိုအာနာရှင်ပုံစံ ပြုမှုနေတာအလုံးအတိပဲဖြစ်မှာပါစစ်ကောင်စီဟာ လက်ရှိအချိန်ထိခလင်းငယ်63ယောက်ထပ်မင်းဲကိုဒဇာခံဖြစ်ဖမ်းဆီးထားတယ်လို့နိုင်ငံရေးကျင်းသားများကွန်ရက် AAPP ရဲ့စာရင်းတွေကသိရပါဗါးအဲ့ဒီ63ယောက်ထဲကစုမြတ်စော်ဆိုတဲ့မင်းခလင်းငယ်ကိုမိဘတွေနဲ့အတူ905ကကြီးပုံမှန်တက်ပြီးချုပ်နှောင်ထားပါဗါးဒါအပြင်ဆရာနာသိန်းစားကနေလက်ရှိအချိန်ထိစစ်ကောင်စီတပ်ရဲ့ဖမ်းဆီးတပ်ဖြတ်မှုလက်နက်ကြီးပစ်ခတ်မှုလေကြောင်းတိုက်ခိုက်မှုတွေကြောင့်ခလင်းငယ်830တိစုံးခဲ့ရတယ်လို့ဒီဘီဘီကကောက်ယူရရှိထားတဲ့အချက်လက်တွေကသိရပါဗါး 怎么，低了？